န်ဒူကျော်စုံဆိုင်လေးကိုကျွန်တော်ဘာလို့ဖွင့်ပြလဲဆိုတော့အဲကျွန်တော်ကရင်ကပကံမှာကြောင်ရကိုပြည်တူနဲ့တွားရဖူပါတယ်အဲ့ဒီမှာကျွန်တော်ပကံတခါမှမရောက်ဘူးပေါ့နော်အဲ့ဒီကြောင်ရရရင်မတက်ကြောင်ရရှူတင်ပရိုဒက်ရှင်ကပြန်သွားပြန်သွားတာတော့မှကျွန်တော်ကအဲ့ဒီပကံမှာနေခဲ့ပြီးတော့ဒီအကျော်လေးကိုထိုင်စားရတဲ့အရာသာကိုကျွန်တော်အဲ့ဒီမှာနှိမ့်ချိုက်သွားတယ်ပေါ့နော်အဲ့ဒီ bike ကိုကျွန်တော်ဒီရန်ကုန်ကလူတွေကိုကျွန်တော်ပေးခြင်းတယ်ပေးခြင်းတဲ့အတွက်ကြောင့်ကျွန်တော်နာမည်လေးကိုလည်းအဲ့ဒီမှာဒီပကံကိုရောက်သွားတယ်လို့ခံစားချက်လေးဖြစ်အောင်ဆိုပြီးတော့ကျွန်တော်ပကံသူဆိုပြီးတော့ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာဟုတ် ဟုတ်ကဲ့ပါပကန်းသူကျော်ကိုကျွန်တော်ဒီကိုလူကျော်တွေနဲ့တမူထူးကြအောင်ကျွန်တော်မင်းသားမသိမတော့ဘူးကိုလူကျော်တွေကအခုတလုံးမှာအဆင်မပြေကြတော့လေသူတို့ကိုပဲကျွန်တော်အမှုပညာကြီးခေါ်ပေးမယ်သူတို့ကိုလည်းဒီကျွန်တော်ဆိုင်ကိုဒါသူတို့တို့အလုပ်တစ်ခုပို့ရသွားတယ်လို့အဲကျွန်တော်ပြောချင်ပါတယ်ခင်ဗျာဟုတ်အဲကိုလူကျော်တွေကတော့ကျွန်တော်အခြေလက်ပြောကြအောင်ကိုလူကျော်တွေကအဲညီလေးဖုံးမြတ်လေးဆိုတာနဲ့သူတို့ကဟယ်လိုဆိုတာနဲ့ညီလေးလာခဲ့မယ်ဆိုတာပြောပါတော့ဒီအောင်မှကျွန်တော်အမှုပညာကြီးကိုကျွန်တော်တည်တံ့ကျွန်တော်လက်ဦးချပြီးတော့ကြတော့တာဖြစ်ပါတယ်ဟုတ် အစားအသောက်ရတာတော့ကျွန်တော်ဒီပေါ့အညာအညာစတိုင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကြော်တဲ့လူတွေကိုလည်းကျွန်တော်ကျွန်တော်အညာဘက်ကနေပြီးတော့ခေါ်ပြီးတော့ဒါဖွင့်လာတာဖြစ်ပါတယ်ခင်ဗျာအနည်းသက်ဆုံးပေါ့နော်ဒီပွင့်လေပြောရဲပေါ့အညာစတိုင်ဖြစ်မယ်တော့နေမှာစားရတဲ့ဖိုက်လေးဖြစ်ပါမယ်ခင်ဗျာဟုတ်နေမှာစားရတဲ့အရသာမျိုးလေးဖြစ်ပါမယ်ခင်ဗျာအကျော်ကတော့လောလောဆယ်ကျွန်တော်မှာ9မျိုးလောက်ရတယ်အဘူတိကျော်ရဲကျွန်တော်ဘုရားကျော်လုံးလေးရဲကျွန်တော်ဗာလဲအဲဟိုပါပေါ့မြစ်ကျော်တွေရဲကျွန်တော်အာလူကျော်တွေရောပေါ့ပြီးတော့ပျောင်းမှုကျော်တွေရော ခုနှစ်မျိုးတော့ရှိပါတယ်ဟုတ်ပဇွန်ကျော်လေးတွေရောရှိဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဘူတိကျော်တော့အဓိကပါတော့ဟုတ်ကဲ့အချင်းရကြတော့ကျွန်တော်ဒီရန်ကုန်မှာမသုံးတဲ့အချင်းရအရင်ဒီရဘယ်လိုသုံးလဲဆိုရင်ဒီမှာ तू ကအဲဒီထဲမှာပေါ့နော်ဒီကျဲဥဘဲဥလေးကို तू ကအဲ့လိုမျိုးလေးအချိုးကြလေးထည့်ထားတာရှိတယ်အဲ့ဒါကျွန်တော်တော့မတွေ့ဘူးအဲကျဲဥနဲ့ဘဲဥကိုဒီထဲမှာအဲ့ဒီအချင်းရထဲမှာကိုကျွန်တော်သုံးထားတယ်မုံနေတွေထဲမှာလည်းကျွန်တော်မတိမသားလေးကို तू ထည့်ထားတာရှိတယ်ပေါ့နော်အဲ့ဒါဟိုမှာကျော်တဲ့ပုံစံမျိုးပါဆိုပြီးတော့ကျွန်တော်ဆိုတာကျွန်တော်လည်းဒီရောက်မှသိတာပေါ့နော်အားသာလေး ပကံသူကျော်စုံဆိုင်လေးကိုကျွန်တော်ဘာလို့ဖွင့်ပြလဲဆိုတော့အဲကျွန်တော်ကအရင်ကပကံမှာကြောင်ရကိုပြည်တူနဲ့သွားရဖူပါတယ်အဲ့ဒီမှာကျွန်တော်ပကံတခါမှမရောက်ဘူးပေါ့နော်အဲ့ဒီကြောင်ရရရင်မတက်ကြောင်ရရှူတင်ပရိုဒက်ရှင်ကပြန်သွားပြန်သွားတာတော့မှကျွန်တော်ကအဲ့ဒီပကံမှာနေခဲ့ပြီးတော့ဒီအကျော်လေးကိုထိုင်စားရတဲ့အရသာကိုကျွန်တော်အဲ့ဒီမှာနှိမ့်ချိုက်သွားတယ်ပေါ့နော်အဲ့ဒီ bike ကိုကျွန်တော်ဒီရန်ကုန်ကလူတွေကိုကျွန်တော်ပေးခြင်းတယ်ပေးခြင်းတဲ့အတွက်ကြောင့်ကျွန်တော်နာမည်လေးကိုလည်းအဲ့ဒီမှာဒီပကံကိုရောက်သွားသလိုခံစားချက်လေးဖြစ်အောင်ဆိုပြီးတော့ကျွန်တော်ပကံသူဆိုပြီးတော့ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာဟုတ် အဲကျွန်တော်တို့တနေ့ကြော်လောက်တော့ရှိပြီခင်ဗျာဒါကကျွန်တော်မြေဩစာကြော်ညာသွားရတာပေါ့နော်ကိုပြည်တီဦးနဲ့ကျွန်တော်ဒီထိတ်တန်းမင်းသားကြီးနဲ့ပေါ့နော်ဘဝမှာကျွန်တော်တို့ဘလို့မှအဲရိုက်ရှင်လို့တော့မဲရတဲ့မင်းသားကြီးနဲ့ကျွန်တော်တို့သွားရိုက်တာပါခင်ဗျာပြည်တီဦးမလည်းမသိပါဘူးဟိုရောက်တော့မှကိုပြည်တီဦးမှသိတာပေါ့နော်အဲ့အတွက်လည်းကျွန်တော်တို့အရန်ပဲပျော်ရှင်မိပါတယ်ခင်ဗျာအဲပကံကိုအဲ့ဒီတော့မှတစ်ချိန်မရောက်ဘူးသေးတယ်ဟုတ်ကဲ့ပါဟုတ်တယ်ကျွန်တော်ထပ်သွားခြင်းသေးတယ်ခင်ဗျာအဲပကံကိုထပ်သွားအောင်မယ်ပကံကိုမမေ့တဲ့အတွက်ကြောင့်အဲပကံမှာအဲ့ဒီပေါ်ထနောက်မေရိတ်အောက်လေးမှာဒီအကျော်စုံလေးစားခဲ့ရတဲ့ မှုလေးอ่ะဗောเนาะဒီဘာနဲ့မှမတူဘူးဗောအဲဟိုကိုယ့်ရဲ့ဒီပုံပင်သောကတွေအကုန်ပျောက်ပြီးတော့အဲ့တခုတည်းမှာပဲဟိုပျော်ရွှင်မှုရတယ်ဆိုရင်အထိပ္ပယ်လေးပေါ်နေရတော့ကြောင့်ကျွန်တော်ဒီလိုလေးလုပ်မိရပါဟုတ်အဲအစားအသောက်ရတာတော့ကျွန်တော်ဒီဗောအညာအညာစတိုင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကြော်တဲ့လူတွေကိုလည်းကျွန်တော်ကျွန်တော်အညာဘက်ကနေပြီးတော့ခေါ်ပြီးတော့ဒါဖွင့်လာတာဖြစ်ပါတယ်ခင်ဗျာအနည်းဆက်ဆုံးဗောเนาะဒီပွင့်လင်းပြောရဲဗောအညာစတိုင်ဖြစ်မယ်တော့နေမှာစားရတဲ့ဖိုက်လေးဖြစ်ပါမယ်ခင်ဗျာဟုတ်နေမှာစားရတဲ့ရတာမျိုးလေးဖြစ်ပါမယ်ခင်ဗျာအကျော်ကတော့လောလောဆယ်ကျွန်တော်မှာ9မျိုးလောက်ရတယ် အဲဘူဒီကျော်ရဲ့ကျွန်တော်တို့ဘုရားကျော်လုံးလေးရဲ့ကျွန်တော်တို့ဗာလဲအဲဟောပေါ့မြေကျော်တွေရဲ့ကျွန်တော်တို့အာလူကျော်တွေရောပေါ့ဟောပြီးတော့ပြောင်းမှုကျော်တွေရောခုနှစ်မျိုးတော့ရှိပါတယ်ဟုတ်ပစွန်ကျော်လေးတွေရောရှိဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဘူဒီကျော်တော့အဓိကပါတော့ဟုတ်ကဲ့အချင်းရကြတော့ကျွန်တော်တို့ဒီရန်ကုန်မှာမသုံးတဲ့အချင်းရအရင်အဒီရဘယ်လိုသုံးလဲဆိုရင်ဒီမှာ तू ကအဲဒီထဲမှာပေါ့နော်ဒီကျုပ်ဘဲဥလေးကို तू ကအဲ့လိုမျိုးလေးအချိုးကြလေးထည့်ထားတာရှိတယ်အဲ့ဒါကျွန်တော်တော့မတွေ့ဘူး အဲကျဲဦးနဲ့ဘဲကိုဒီထဲမှာအဲ့ဒီအချင်းတွေထဲမှာကိုကျွန်တော်တုံးထားတယ်။မုံကြီးတွေထဲမှာလည်းကျွန်တော်မတိမသားလေးကိုသူထည့်ထားတာရှိတယ်ဗောနော်။အဲ့ဒါဟိုမှာကြော်တဲ့ပုံစံမျိုးပါဆိုပြီးတော့အဲကျွန်တော်ပြောတာကျွန်တော်လည်းဒီရောက်မှသိတာဗောနော်။အားသာလေး။ဟုတ်ကဲ့ပါအညာနေပြီးတော့ကျွန်တော်ကြော်တဲ့လူတွေကိုကျွန်တော်ကြိုပြီးတော့ဒီကနေပြီးတော့ဖိတ်ပေးပြီးတော့ဒီကိုလာခိုင်းပြီးတော့ဒါကျွန်တော်အဲ့ဒီရဲ့ရတာကိုကျွန်တော်ဒါစမ်းသပ်ပြီးတော့ဒီကကျန်ကုန်ဒီကျန်ကုန်သားတွေကိုကျွန်တော်ဒါဒါပထမဦးဆုံးဒါချပြတာဖြစ်ပါတယ်ခင်ဗျာ။အဲအကျော်နဲ့တွေ့ပွဲရပါဘူးကကျတော့ကျွန်တော်အဓိကကောင်းချင်းပေါင်းပေါ့ကောင်းချင်းပေါင်းလို့ရဆိုတော့ကောင်းချင်းပေါင်းလည်းအညာစပိုင်လေးပဲ အဲမစည်းမပြစ်လေးပေါ့နော်အချွေရမယ်ငထိတ်ရမယ်ပေါ့နော်အားရလို့လဲကျွန်တော်တို့ကောင်းချင်းပေါင်းတဲ့အကျော်နဲ့ကျွန်တော်တို့တွဲပြီးတော့ဒါပထမပါဆုံးစာရောင်းပေးတာပါနောက်ကျရင်လဲကျွန်တော်တို့ဘာတွေလိုရလဲဆိုပြီးထပ်ပြီးတော့ပေါ့နော်ထပ်တောင်းထပ်ထပ်လောင်းပြီးတော့အရာဓာတ်တွေထပ်ပြီးတော့ထူးခြားရတဲ့ထပ်ပြီးတော့ထဲအောင်မှဖြစ်ပါတယ်ခင်ဗျာဒါကျွန်တော်ကနုပညာသမားဆိုအလားပါလဲကြိုက်တယ်ဒီကိုရောက်သွားရင်ကျွန်တော်ပကံပကံရဲ့အဲရာဓာတ်လေးလည်းဖြစ်မယ်ပြီးတော့ဒီထပ်တောင်းပင်လေးတွေပါမယ်အဲလိုမျိုးပေါ့နော်ပကံလေးမှဖြစ်နေတဲ့ညနေစည်းတာအရာဓာတ်လေးကိုပေါ်လင်းစေတဲ့အတွက်ကြောင့်ဒီအရာလေးကိုတွေ့ရတဲ့ အဲအကျော်စားကျင်တဲ့စိတ်လေးဖြစ်သွားအောင်ကျွန်တော်ဒါဖန်တီးတာကိုယ်တိုင်ဖန်တီးတာဖြစ်ပါခင်ဗျာအရင်ကြီးကတော့နည်းနည်းကုန်ပါလေဆိုင်ကန်ကဒီမှာအဲ15တင်းဖြစ်ပါလေတလောက်ပေါ့နော်အဲအရင်ကြီးကတော့နည်းနည်းတော့100နီးပါးလောက်တော့ရင်ရတာဖြတ်ပေါ့နော်ဒီဆိုင်ကန်ပြင်လာတဲ့ဘာနဲ့ဆိုရင်တော့လောတဲ့100နီးပါးတော့ရင်ရတာဖြစ်ပါလေဟုတ်ကဲ့ပါအနုပညာကတော့လက်ရှိလည်းလုပ်တယ်ဆက်ပြီးတော့လည်းလုပ်သွားအောင်ပဲအဲဒီအနုပညာအားရရမှာကျွန်တော်ကဒီအဆိုင်လေးတွေအထည်ဆိုင်လေးဖွင့်အကျော်ဆိုင်လေးကိုလည်းဖွင့်ပေါ့အဲလိုမျိုးလေးလေပတ်တယ်အဲအားရရဒီမှာဆိုရင်တော့ကျွန်တော်ဒီရိုက်ရိုက်ကွေးတွေခေါ်ရဆိုရင်ကျွန်တော်တွားရိပ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်က ဒီအလုပ်ကိုဘယ်လိုလုပ်ရမလဲဆိုတာသိသွားတဲ့အတွက်ကြောင့်အခုမှဆက်လုပ်တဲ့လူမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီဝန်ထမ်းတွေနဲ့ကျွန်တော်ထားခဲ့မယ်အဲသူတို့ရဲ့ဒီစီးရင်နေဆရာတွေနဲ့ကျွန်တော်ထားခဲ့တဲ့အတွက်ကြောင့်အဲကျွန်တော်ရိုက်ခွေးရပြန်လာရဆိုလဲစီးရင်ဆရာတွေပြန်လုပ်ပေါ့နော်အဲအတွက်ကြောင့်ဒီဟာလေးကကျွန်တော်တို့ကတော့တာကြီးခက်ခဲတဲ့အပိုင်းတော့မဟုတ်တော့ဘူးနော်အခုမှဆက်လုပ်မဲ့လူတွေအတွက်ကြတော့ဒါအာနှစ်ခုလုပ်ဖို့တော့ခရင်နေပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျွန်တော်ကအမှုပညာမလုပ်ခင်တော့ကလမ်းဘေးဈေးရောက်တာလမ်းဘေးဈေးလမ်းဘေးဈေးတယ်ပေါ့နော်အခုလက်ရှိဖွင့်လာတဲ့စမ်းချောင်းလေးရဲ့အရှိမှကျွန်တော်ရဲ့အောင်မြေပဲအဲဒါကြောင့်မို့လဲဒီအောင်မြေကကျွန်တော်အောင်မြေဖြစ်တဲ့အတွက်ကြောင့်ဒီနေရာကိုကျွန်တော်ယုံနေ အဲကျွန်တော်အခုလမ်းပြဖွင့်ခဲ့တဲ့ဟာလေးကြောင့်လည်းကျွန်တော်ဒီလိုမျိုးတွေအောင်မြင်တိုးတက်လာတာဖြစ်တဲ့အတွက်ကြောင့်အဲဒီဝင်းထဲမှာစိုင်ငန်းတွေအခုလိုမျိုးစီစီကားကားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဖျားပေးတဲ့စုပဲဒီရဲ့ခွင့်ရေးကိုကျွန်တော်ကအတုံးမချလို့မရဘူးเนาะသူများနေတော့ကတော့ဒါစံတော်ဝါဖြစ်လိုက်မယ်ကျွန်တော်တို့ကတော့ဒီမြေကအဲကျွန်တော်ရောင်းခဲ့တဲ့လမ်းပေးသေးတဲ့ဘဝရောင်းခဲ့တဲ့မြေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီမြေကိုကျွန်တော်ကြိုက်တယ်ဗျာကြိုက်တဲ့အတွက်ကြောင့်ဒီမြေမှာကျွန်တော်ဖွင့်တယ်ဆိုအောင်မြင်မယ်ဆိုတာကျွန်တော်ယုံကြည်ထားတယ်အဲဒါကြောင့်ကျွန်တော်ရေရေရေးတင်းကိုကျွန်တော်ရင်းလိုက်တာ ပြီးတော့ကြော်တိုင်ဖွင့်နေဆိုတာလေဒီဝင်းထဲမှာအကျော်ကဘယ်သူမှမလုပ်သေးဘူးပထမဆုံးကျွန်တော်ဒါစလုပ်တဲ့ဖြစ်တဲ့အတွက်ကြောင့်အဲဘောနော်ရောင်းကောင်းမယ်လို့လည်းကျွန်တော်ဒါယုံကြည်တယ်အဲရောင်းကောင်းမယ်လို့လည်းရှေ့လျှောက်ပို့ပြီးတော့လည်းရောင်းအောင်မယ်ဆိုပြီးတော့လည်းကျွန်တော်တွက်ဆထားပါခင်ဗျာအဲဆိုင်တိုးချဲ့ွားဖို့ရှိတယ်တကယ်လို့ဒါလေးကအဆင်ပြေတယ်ဆိုကျွန်တော်လမ်းမတန်းမှာပေါ့နော်ကျွန်တော်ဒီပကံဆိုတဲ့ဒီစမ်းချောင်းမှာပေါ့အကျော်တိုင်ကောင်းကောင်းမရှိသေးဘူးအဲ့ဒါကိုလည်းကျွန်တော်ဒီဒီဆိုင်ကန်းနဲ့တခန်းတနာလေးကျွန်တော်ပေါ့တက်တက်ရရလေးခုံလေးတွေနဲ့ အဲဒီအညာစတိုင်လေးကျွန်တော်လုပ်ဖို့လဲရှိပါတယ်ဒါကတော့ဒုတိယပလန်ပေါ့နော်ဟုတ်ကဲ့ပါအဲ့လိုတော့မဖြစ်ပါဘူးဒါကတော့စီးပွားရေးလုပ်ငန်းတစ်ခုမှာကအဲကျွန်တော်တို့သူကလည်းသူ့ရဲ့စတိုင်နဲ့သူလုပ်မယ်ကျွန်တော်လည်းသူ့စတိုင်မဟုတ်ဘဲနဲ့တခြားကျွန်တော်တို့ဘာကိုထက်ပြီးတော့ထပ်ဖို့ပေးရမလဲဘယ်လိုပုံစံမျိုးနဲ့ကျွန်တော်ဒီပေါ့နော်သူ့ထက်တောင်းအောင်ဘယ်လိုလုပ်ရမလဲတောင်းဆိုတာပေါ့နော်သူ့ထက်အကျော်ကောင်းအရသာပိုကောင်းလုပ်ရမယ်ပြီးတော့သူတို့မလုပ်တဲ့ပုံစံဒီဇိုင်းလေးတွေကိုကျွန်တော်တို့ကဖန်တီးရမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့လည်း customer တွေက ကျွန်တော်လည်းပို့အားပေးမယ်လို့ထင်မိပါတယ်ဟုတ်ကျွန်တော်ကဒေတာဇလန်တို့မှာလည်းပေါက်ထားပြီးသားဆိုတော့ကျွန်တော်ဖုံးမြက်လင်းကျွန်တော်ဒေတာ channel မှာကျွန်တော်ကကျွန်တော်ဆိုင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ဒီကျွန်တော်ရိုက်နေတာကိုလူကျော်ဖွဲ့တွေကိုကျွန်တော်ကအချောက်တွေလောက်ခိုင်းပြီးတော့ကျွန်တော်ပေါ့နော်အဲ့လိုမျိုးဂေးပုံစံနေနဲ့ကျွန်တော်ရိုက်ထားဖို့ရှိပါတယ်အဲ့ဒါလေးလည်းမကြခင်ကျွန်တော်သိမှဖြစ်ပါတယ်ခင်ဗျာဟုတ်အဲကိုလူကျော်တွေကတော့ကျွန်တော်ချစ်တဲ့အတွက်ကြောင့်ကိုလူကျော်တွေကညီလေးဖုံးမြက်လင်းဆိုတာနဲ့သူတို့ကဟယ်လိုဆိုတာနဲ့ညီလေးလာခဲ့မယ်ဆိုတာပြောပေါ့နော်ဒီအောင်မှကျွန်တော်ဒီပညာကြီးကို ကျွန်တော်ဒီတန်းကျွန်တော်လက်ဝှေ့ချပြီးတော့ကြတော့တာဖြစ်ပါတယ်ဟုတ်ပကန်းလူကျော်ကိုကျွန်တော်ဒီကိုလူကျော်တွေနဲ့တံပူထူးကြအောင်ကျွန်တော်မင်းသားမသိမတော့ဘူးကိုလူကျော်တွေကအခုတလုံးမှာအဆင်မပြေကြတော့လေသူတို့ကိုပဲကျွန်တော်လူပညာကြီးခေါ်ပေးမယ်သူတို့ကိုလည်းဒီကျွန်တော်ဆိုင်ဟိုဒါသူတို့ကလုံးတစ်ခုပို့ရသွားတယ်လို့အဲကျွန်တော်ပြောချင်ပါတယ်ခင်ဗျာဟုတ်အဲလူပညာသမားတွေထဲမှာကျွန်တော်ကတော့ကိုလူကျော်တွေပို့ပြီးတော့သဘောကျတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကိုသားကြီးတို့ကိုအဲဦးကျော်ဟင်းတို့ကလည်းဒီကိုလူကျော်တွေကိုအရင် supporting ပေးခဲ့တဲ့ထဲမှာအတားထဲမှာပါရတော့ကြောင်းသူတို့ရဲ့အဲယာတို့ကိုကျွန်တော်ယူမယ်ပေါ့ဗျာကျွန်တော်အောင်မြင်သွားရင် လေဒီအရင်ကကိုလူကျော်ကြီးတွေတကယ်လို့အသက်ကြီးွားခဲ့နေအောင်မအဖေနေရာဒီမှာကျွန်တော်ခေါ်ရိုက်မယ်လူချမ်းနေနေတော့ကျွန်တော်မတုံးဘူးသူတို့ကျွန်တော်တိတ်ပြီးတော့ fight မှာ fight ခိုင်းဘူးသူတို့ကျွန်တော် feeling နေရာနေပြောင်းပြီးကျွန်တော်သူတို့မင်းသားပဲလုပ်ပြီးတော့ကျွန်တော်ကအာ feeling ကျွန်တော်လုပ်ပြီးတော့ရိုက်ထားတဲ့ဇလန်းတွေလည်းအများကြီးရှိပါတယ်ဒါတွေကိုကိုလူကျော်တွေကအာသိပါတယ်သူတို့တွေလုံပြချင်တယ်ပေါ့နော်အဲဒီတော့ကြောင့်သူတို့လုံပြခွင့်မရတဲ့တော့ကြောင့်ကျွန်တော်ခေါ်ပြီးဆိုတာနဲ့သူတို့သိတယ်ဇလန်းထဲမှာသူတို့ feeling မလုပ်ကောက်မထိုးအောင်သူတို့မျက်ရည်တွေကျရမယ်ဆိုပေါ့နော်အဲကျွန်တော်လည်းလာရင်သူတို့မျက်ရည်တွေကျရတယ် ကျွန်တော်လည်းအဲ့လိုမျိုးချစ်ကြပါတယ်ဟုတ်ကဲ့။အိုင်လေးစာကတော့ကျွန်တော်တို့မြေနီကုန်းစမ်းချောင်းမြို့နယ်စမ်းချောင်းလင်းမှာရှိပါတယ်။စမ်းချောင်းလင်းကကျွန်တော်တို့ဗားခေရလန်နယ်ပြည်လမ်းမထောက်မှာရှိတယ်။ကျွန်တော်တို့ကောင်းချိုင်းနဲ့နီလာတန်ပေါက်တွေကျွန်တော်လူတိုင်းသိကြတယ်။ဥပချံဒီဘချံပေါ့နော်။ရှင်မမတိုင်နဲ့အနီးမှာရှိပါတယ်ခင်ဗျာ။ရှင်မမတိုင်ဟိုဘက်မှာဆိုဒီဘက်မှာစမ်းချောင်းလင်းရှိပါတယ်။အဲထိုင်းစတိုင်လေးဖြစ်တဲ့အတွက်ကြောင့်ဒီမှာလဲစားသောက်ဆောင်ရာတွေကိုကျွန်တော်တယောက်တည်းဖွင့်လာတာမဟုတ်ဘဲနဲ့အမျိုးသားဆောင်လေးတော့ဖွင့်ထားပါတယ်။သူကညညအဲဈေးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ညဘက်မှာလာပြီးလာရင်ပို့ပြီးတော့စီကားပါတယ် အခြားဆိုင်တွေဆိုင်တွေကလည်းအရသာတွေအကုန်ကောင်းတယ်ပေါ့နော်လာရောက်ပြီးတော့မိစမ်းကြဖို့လည်းဖိတ်ခေါ်ပါတယ်ကျွန်တော်ရဲ့ကြော်တိုင်းလို့လည်းရောက်ရင်အားပေးပါတခြားဆိုင်တွေကိုလည်းအားပေးကြဖို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာဆန်ကြောင်းလေးကတော့အဲကျွန်တော်တို့ဒီကပယ်လင်းတွေကပယ်သမားတွေတော့ကောတခြားမိသားစုနဲ့လာမဲ့လူတွေတော့ကောကျွန်တော်ပေါ့နော်အဲအချင်းချင်းကောင်းမလေးနဲ့ကောင်းလေးနဲ့ထိမ့်မဲ့လူတွေတော့ကောအဆင်ပြေတဲ့နေရာလေးပါတကယ်ဖူအောင်တကယ်ပေါ့နော်မြန်မာနိုင်ငံမှာပထမဆုံးလုပ်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်နောက်ဆိုလည်းပို့ပြီးစီကားလာမယ်လို့ကျွန်တော်တို့ပေါ့နော်ပြောပြောချပြောချင်ပါတယ်ခင်ဗျာဟုတ်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်က ဆိုင်ကကျွန်တော်ရွှေရင်းဆိုတဲ့ဆိုင်ဒီဇိုင်းရှိတယ်ဘတ်စမန်ဒီဇိုင်းရှိတယ်ဒီဆိုင်ကြောင့်လေးထဲမှာဘတ်စမန်ဒီဇိုင်း2ဆိုင်ဖွင့်ထားသေးတယ်ဒါကျွန်တော်အကျော်ဆိုင်လေးဆိုကျွန်တော်မှာဆိုင်ပေါင်း4ဆိုင်4ဆိုင်ရှိပါတယ်အဲ့ဒါကိုကျွန်တော်ကအထက်ဘက်ကဝင်တဲ့ပတ်စံအဲဟောဒီဘက်ကဒီဘက်ကအကျော်ဘက်ကရတဲ့ပတ်စံဟောတခါလေးကြာရင်ကျွန်တော်စုပြီးတော့အမှုပညာရှင်တွေကိုကျွန်တော်ဇလန်းလေးခေါ်ရိုက်တယ်ကျွန်တော်ကိုယ်တိုင်လည်းအအောင်မြအောင်ကြိုးစားနေပါတယ်ခင်ဗျာအဲ့လိုပြည်သာဖို့တော့ကြိုးစားခဲ့ရလဲဆိုတော့ကျွန်တော်မခံကျင်စိတ်ပေါ့လူတယောက်မှာစိတ်ကပြင်းပြမှလည်းရမှာလေအဲကျွန်တော်ကကျတော့ကျွန်တော်ကိုနည်းနည်းလေးအဲ့လိုမျိုးပေါ့နော် အဲမခန့်ကျင်အောင်လှုပ်လိုက်တဲ့အချက်ရှိပြီဆိုရင်ကျွန်တော်ကအမှချတော့တာပဲကြိုးစားတော့တာပဲကျွန်တော်ရေကိုရေကန်းကျွန်တော်လှုပ်တော့တာပဲကျွန်တော်မှဟိုကျွန်တော်အသက်23နှစ်လောက်တည်းကျွန်တော်ကိုယ်ပိုင်စီးပွားရေးလုပ်နေတာဆိုတဲ့အတွက်ကြောင့်ဟိုတော့ဟိုဘယ်လိုကျွန်တော်စိတ်ပြင်းပြမလို့လည်းဒီလိုဖြစ်လာတယ်လို့ပဲထင်မိပါတယ်လူငယ်တော်တော်များများကစီးပွားရေးလုပ်ရချင်းရှားတယ်ပေါ့နော်ကျွန်တော်လူအရွယ်မှာအဲစီးပွားရေးကိုယ်ပိုင်စီးပွားရေးလုပ်နိုင်တဲ့လူရှားတယ်အဲကျွန်တော်အခုလိုမျိုးလုပ်နိုင်နေဆိုတာလေကျွန်တော်မခန့်ကျင်စိတ်တွေကြောင့် ကျွန်တော်မခန့်ရင်းသေးဖြစ်အောင်တွန်းပို့ကြတဲ့လူတို့တယောက်ချင်းစီအောင်လည်းဒီနေ့ကနေပြီးကျေးဇူးတင်ပါတယ်ခင်ဗျာအဲကျွန်တော်မခန့်ရင်းသေးဖြစ်ရင်ကျွန်တော်အဲ့ဒီလူကိုကျွန်တော်ကဒေါသတော့မထွက်ဘူးလက်တလုံးတော့ဒေါသထွက်လိုက်တယ်အဲ့ဒေါသကိုကျွန်တော်ဒီစီးပွားရေးနဲ့ကျွန်တော်ဖြေပြီးတော့ဖြေဖြောက်တယ်အလုပ်တွေကျွန်တော်ကနှစ်ဆပို့လုပ်လိုက်တယ်ပေါ့နော်အဲ့ဒီလူကိုကျွန်တော်မေးဖြောက်လိုက်တယ်ပြီးကြရင်လည်းကျွန်တော်အဲ့ဒီလူနဲ့တွေ့ပြီးတော့အဲကျွန်တော်တို့ဒီသူဘသူမလဲဘသူမလဲဆိုတာကိုကျွန်တော်တို့ဘသူပဲမှမှကျွန်တော်ဘက်ကပြီးတော့ကျွန်တော်စပြီးတော့တောင်းပန်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ကအဲစကားပြောဆိုကြတဲ့ခါကျရင်ကျွန်တော်စနေသားဖြစ်တဲ့အတွက်ကြောင့် စိတ်သဘောထားကောင်းတယ်စကားအပြောစုတခါကျရင်နည်းနည်းလေးအမှန်တရားကိုဘတ်ဘတ်ဘတ်နဲ့ကျွန်တော်အဲ့လိုလူကြားထဲမှာပြောတတ်တဲ့အတွက်ကြောင့်အဲ့ရလေးတွေတခါကျရင်ကျွန်တော်ပြင်ရမယ့်အလေးတွေအတွက်ကြောင့်သူတို့တခါကျရင်စကားလေးတွေကျွန်တော် market ရှိတော့တောက်မှတ်ပါတယ်ဆိုပြီးတော့တခါကျရင်တောက်မှတ်တဲ့ခန္ဓာလေးရှိပါတယ်ဟုတ်ပိုင်ဆိုင်မှုတွေပိုင်ဆိုင်မှုတွေအဲ့ဒါမှုတွေများနေပြီများနေပြီဆိုပေမဲ့အဲများလာရင်ကျွန်တော်ကဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်နုပညာတွေကိုကျွန်တော်ကျွန်တော်ဝေါ်ဝေါ်ကိုအောင်ကျွန်တော်ထိုးဖောက်မယ်ပေါ့နော်နုပညာတွေမဟုတ်အဲ့လိုမျိုးကြီးရွယ်ချက်ရှိပါတယ်